ဒီလိုမျိုးမတရားဖန်ဆီးခံပြီးတော့အလုတ်လုတ်ပေးခဲ့ရတဲ့အလုတ်သမားတွေရဲ့တွေးချွေးနဲ့အသက်တွေနဲ့တိဆောက်ခဲ့ရတာကြောင့်ဒီစတီဖာတို့တတုံးကိုလူတက်တချောင်းဆိုပြီးတော့အခုချိန်ထိပရိုဇက်မန်တွေ့ချန်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကထုံးစံတိုင်းပဲကျွန်တော်ရောက်လာပြီ။ကျွန်တော်ကဘာကြီးလည်းရှိနေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တရားပေါ်မှာညနေလမ်းလျှောက်ကြည့်မယ်ဆိုရင်လိုက်မယ်။ကြာကြာသွားမယ်လားနော် Let's go ။ရောက်တော့မယ်။ကျွန်တော်ရောက်တော့မယ်။ ဘလူးကမတော်ဘူးဆိုတော့နေရာတော့ကျွန်တော်ရောက်ပြီပေါ့နော်ဒီလိုင်းရဲ့ဟိုဘက်ချမ်းအလားမြစ်ကြီးပေါ့နော်ဒါကကျွန်တော်ရထားလမ်းမကြီးဟုတ်တယ်နော်ကျွန်တော်ဒီဘက်ချမ်းမှာဒီကြောက်တောင်ကြီးဗျာဒါကျွန်တော်ကကြောက်တောင်ကြီးတော့ရှောက်ကဒါလေးရှိမှာဗျာတဲ့လားဘာလို့အဲ့ခက်ကအဲ့ခါခံခဲ့ရတဲ့လူတွေသူတို့ကိုယ်တိုင်မသိရသူတို့ဘလောက်တောင်မှဘလို့မျိုးတွေခံခဲ့ရလဲဆိုတာပေါ့နော်အဲ့တော့ကျွန်တော်စိတ်မကောင်းဘူးအဲ့တော့အဲ့လိုမျိုးဟာတွေ ်တမိုင်းမှာထပ်မဖြစ်အောင်မို့ပို့တဲ့လားဒါကျွန်တော်အရန်အရေးကြီးအဲ့တော့ကျွန်တော်တမိုင်းဆိုတာကျွန်တော်လီလာမှာမှတ်သားမှာတင်ယူရမှာဒီစနစ်ကြီးကြောင့်ငါတို့ဓာတ်တွေဖြစ်တယ်ပို့ဒီလိုတွေဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့သိထားဖို့လိုတယ်ပို့နော်